ဒီနေ့လေးရရန်ကုန် holistic healing center လေးနှစ်နှစ်ပြည့်ရနေဖြစ်တယ်ဒီနှစ်လေးမှာ healing လုပ်ပေးခဲ့တဲ့ client တွေလည်းယာနဲ့ချီပြီးတော့ရှိခဲ့ပြီပေါ့နော်အဲကိုယ့်ရဲ့ healing center လေးလည်းတော်တော်များများကိုလည်းအလူတည်လာတယ်ဆောင်း healing ရဲ့အကျိုးလေးကိုလည်းတည်လာကြတယ်ပေါ့နော်ဆိုရခါကြတော့ဒီဆောင်း healing လေးကိုပို့ပြီးတော့တွင်ကျေစီဖို့အတွက်ဒီနေ့ second anniversary လေးကိုလုပ်ဖြစ်တယ်ပြီးတဲ့ခါကျတော့ဒီ service လေးတွေပေါ့နော် service လေးတွေအသစ်ကလေးတွေထပ်ဖြည့်ထားတာတွေကိုလည်းမိတ်ဆက်ဖြစ်ပါတယ်ရန်ကုန် holistic ရဲ့ healing center လေးအကြောင်းကို ပြန်ပြီးတော့အာပြောကြည့်တယ်ဆိုလို့ရှိရင်ပေါ့နော်တွေးကြည့်တဲ့ခါမှာဒီ2023ကနေစခဲ့တာပေါ့နော်2023ဒီလိုပဲ August မှာစခဲ့တယ်ဆိုတော့အဲ့အချိန်မှာ sound healing ဆိုတာလူတွေတော်တော်များများကိုမသိကြသေးဘူးဆိုတော့ တော်တော်လေးကိုထိုးဖောက်ရလဲခက်တယ်။နောက်ဒီ awareness ကိုလည်းတော်တော်လေးကိုကြိုးကြိုးစားစားနဲ့ပေးခဲ့ရတယ်ပေါ့နော်။ဆိုတော့အခုတော့တော်တော်လေးတည်လာကြပြီ။ဒီ sound healing ရဲ့ benefits တွေတည်လာကြပြီ။အာ energy healing ကဘလို့အကျိုးသက်ရောက်မှုရှိသလဲ။ energy healing ကိုဘာကြောင့်ယူသင့်သလဲဆိုတာကိုလည်းတော်တော်လေးလည်းတည်လာကြပြီပေါ့နော်။ဆိုတော့အခါကျတော့အာဒီ sound healing လေးနဲ့ပို့ပို့ပြီးတော့ touch ဖြစ်လာကြတယ်။လူတည်များလာတယ်။တုံးလာကြ ထပ်တိုးချဲ့ဖြစ်တဲ့လုပ်ငန်းလေးတွေရှိပါတယ်အဲ body mind and spirit spa ဆိုတဲ့အတိုင်းပေါ့နော်ဒီကိုယ်ရဲ့စိတ်ရဲ့ခန္ဓာကိုယ်ရဲ့ဒီ spiritual ဘိုင်းဆိုင်ရာကိုလည်းကိုကအာဒီ talks လုပ်တဲ့အဲစင်တာလေးတစ်ခုလို့ကိုကိုကိုခံယူထားရပေါ့နော်ဒီ long holistic ကိုစပြီးတော့တည်ထောင်သေးခုပါဒီလိုစိတ်ကူးလေးနဲ့တည်ထောင်ခဲ့တဲ့အတွက်ကြောင့်မို့လို့အာဆက်ဆက်တဲ့တခြား service တွေလေအခုထပ်တိုးပြီးတော့ပြည့်ပြည့်တယ်မှာကိုတကူလုံးပေါ့နော် တကူလုံးကို ကို body ဘိုင်းဆိုင်ရာမှာလည်းအဆင်ပြေဖို့အတွက်ကိုဟိုမှ food massage လေးတွေနော် hand spa foot spa food cleansing hand cleansing အဲ့နော် have a bowl ပေါ့နော်ဒီကြက်ထုပ်ပေါ့ပမာလို့ပြောမယ်ဆိုရင်ကြက်ထုပ်နော်ကြက်ထုပ်အဲ service တွေလည်းအများကြီးထည့်ပေးထားတယ်။နောက်အမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်လည်းမတို့ဒီ cleansing ပေါ့နော် food cleansing အာနောက်တကအဲ hand cleansing ပေါ့။နောက်နေကာလာတွေပါအကုန်လုံးအမတို့ထည့်ပေးထားပါတယ်။အာဒါကတော့ မတို့ထပ်ဖြည့်ထားတဲ့ service တွေပေါ့နော်ဆိုတော့ဒီ healing center လေးထဲကိုဝင်လာတာနဲ့အာကိုယ့်ရဲ့စိတ်ကတဝက်တဝက်တီအေဂျင့်သွားမှာပေါ့နော်ဘာမှမလုပ်ရသေးဘူးအေဂျင့်သွားတယ်ဆိုရက် feeling လေးရအောင်ခံစားချက်လေးရအောင်အာမှကြိုးစားထားပါတယ်ဆိုတော့အာလာခဲ့ကြပါပေါ့နော်ဖိတ်ခေါ်ပါတယ်လို့ Namaste. တို့တန်ဆင်ပြီးမယ်အဲသူတို့ကို energy လေးတွေကိုအမြဲတမ်းဖြည့်ပြီးမယ်အမှ အနေတလာတက်လေးပြပေးမယ်အပြင်ရွှေငွေလေးတွေနေကွာစီကြောပေးမယ်ဆိုလို့ရှိရင်ကိုသားသမီးလေးတွေပဲပေါ့နော်စောင့်ရှောက်တဲ့အခါကျတော့သူတို့ကလည်းပြန်ပြီးတော့ကိုကောင်းတဲ့ energy လေးတွေပြန်ဖြန့်ပေးရပေါ့ဆိုတော့အခါကျတော့သူနဲ့ကိုနဲ့ခြားတဲ့မှာမေတ္တာတက်ရှိတဲ့အတွက်ကြောင့်မလို့အအမြင်တဲ့ဒီဘိုးလေးတွေကတန်ဆင်နေတယ်အီချမ်းနေတယ်ဒီဘိုးလေးတွေကိုအမိပြုပြီးတော့ရောက်လာတဲ့အဲ client လေးတွေကိုအအလုပ်လုပ်ပေးတဲ့အခါမှာ energy လေးတွေ run ပေးတဲ့အခါမှာ client တွေကလည်းပြေဝတဲ့ဒီ အကျိုးကျေးဇူးတွေအများကြီးရရှိတယ်ပေါ့နော်။မအားတော့ဒီလိုလေးချိတ်ဆက်ပြီးတော့လုံလုံရအောင်